ဖွားဖက်တော်တထောင်တို့ဟာထိုအမဲသားတစ်ကိုချစီလိုခြင်းကစုံရဲရဲ့နောက်ကနေအော်ဟစ်ပြီးတော့လိုက်ကြတော့တယ်ဒီနေ့နိုင်မဟောတရာတရိုးသားသည်ဖွားဖက်တော်တထောင်ချင်ရည်ရဲ့ကစားရစရဲ့အတွင်းနေတလင်းပြင်သို့သွားလေတော့တယ်အဲ့ဒီအချိန်မှာပဲစုံရဲတကောင်ဟာဈေးမှာအမဲသားတစ်တခုကိုခြီးပြီးတော့ပြန်လာဒီကိုတွေ့လိုက်ကြတော့တယ်အဲ့ဒါနဲ့ဖွားဖက်တော်တထောင်တို့ဟာထိုအမဲသားတစ်ကိုချစီလိုခြင်းက စွန်ရဲရဲ့နောက်ကနေအော်ဟစ်ပြီးတော့လိုက်ကြတော့တယ်။စွန်ရဲကလည်းအောက်ကလူငယ်များဟစ်ကြွေးသောအတံဖြင့်ကြောက်ရွံ့သောကြောင့်တောင်မြောက်လူကဘယ်ညာရှက်တင်ကောင်းကင်သို့ပြန်၍ပြေးနေတော့တယ်။လူငယ်တို့ကလည်းစွန်ကိုမျှော့ကြည့်ပြီးတော့လိုက်တဲ့အတွက်ကြောင့်အောက်မှာရှိသောကဲကြောက်ခဲတွဲခလုတ်စသည်တို့ကို တိုက်မိပြီးတော့ချော်လေး၍အနာတရဖြစ်ကြကုန်တော့လေအဲ့ဒီအချင်းရောင်ကိုမြင်တဲ့မဟောတရာသရိုးသားကအချင်းတို့ဖုံးစွန်ချီလာသောအမဲသားတစ်ကိုအခုပင်ချအောင်ငါလုပ်ပေးမယ် သင်တို့မြင်လို့ကြသလားကွအဲ့ဒီခါဘွားဘက်တော်တထောင်တို့ကလည်းမြင်လို့ပါတယ်လို့ဖြေတဲ့အတွက်ကြောင့်မောဟတရာတို့သားဟာကောင်းကင်တို့မကြည့်ပဲနဲ့လေရဲ့အလင်းဖြစ်လင်းမြန်စွာပြေးပြီးလဲစွန်ရဲ့အရိတ်ကိုနင်းလျက်လက်ခုပ်ကိုတီး၍ပြင်းစွာသောအတန်ဖြစ်ဟစ်တော်တယ်သူဖြစ်သောအတန်ဟာဖျားလောင်၏အာနုဘော်ကြောင့်ဆုံဤရင်တွင်းမှနေ၍ဟစ်တကဲ့သို့တစ်တစ်ချင်းချင်းကောင်းကင်သို့ဝုံတက်လျက်ဆုံငဲ့ဤနားပွင့်အံတကဲ့သို့ဖြစ်သွားတော်လဲ ။စွန်ဟာလည်းဖះရောင်ရဲ့အတန်ဖြစ်ကြောင်းရွင်ချင်းဖြစ်၍သားတစ်ကိုလွတ်ချလိုက်တော့လေ။ဖះရောင်ဟာလည်းကောင်းငင်ကိုမျောမကြည့်ပဲနဲ့သားတစ်ကြလာသောအဖြစ်ကိုသိ၍မြေတို့မကြစေရန်လက်ဖြင့်သားတစ်ကိုခံလိုက်တော့လေ။အဲ့ဒီအချင်းရာကိုများစွာသော လူပရိသတ်တို့ကမြင်ကြတဲ့အခါမှာတော့ရင်သက်ရှုမောတော်တော်အော်အော်ရုပ်ရုပ်တဲတဲအံ့ဩချီးမွေ့၍လက်ပန်းပေါက်ခက်လျက်လက်ဖြင့်ရိုက်တီးညင်းညီးတန်လေးဟစ်ကြွေးကျူးကျော်ကြကုန်တယ်။ အဲ့ဒီအချင်းအရာကိုရှုမျောစောင့်နေရတဲ့အမတ်ကအတက်တည်တဲ့အခါမှာတော့အလုံးစုံသောအချင်းအရာတို့ကိုရှောက်တင်စေရန်လူလင်မင်းချင်းတယောက်ကိုမင်းကြီးထံသို့ဆေလွတ်လိုက်တော့တယ်။အဲ့ဒီစကားကိုဝိတေဟရစ်မင်းကြီးကြားလေအလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်တော့တယ်။အဲ့ဒီနောက်တေနကအမတ်ကြီးကိုခေါ်ယူပြီးတော့ဆရာအမတ်ကြီးမဟောတရာသူခမင်းကိုတိမ့်ဆောင်ခြင်းအခွင့်တော်တင့်မီမဟုတ်လော။အဲ့ဒီလိုမင်းမြန်လိုက်တော့တယ်။အဲ့ဒီလိုဝိတေဟရစ်မင်းကြီးတိုင်ပင်သောစကားကိုတေနကအမတ်ကြီးကကြားလေ မောဟတရာသူတို့သည်ဤနန်းတော်သို့ရောက်သည်ရှိသောထိုသူရောက်သောအခါမှစ၍ငါတို့ရဲ့ပညာကျေးဇူးဂုဏ်သည်တစုံတစ်ခုသောအခွင့်တွင်မှမပွင့်မလန်းညှိုးနှွဲရိုးရော်စွာအရာမဝင်သည်ဖြစ်လက်တံမင်းကြီးသည်လည်းထိုမောဟတရာရောက်သည်ရှိသောငါတို့ရှိမန်းကိုမျှမသိလက်တံထိုကြောင့်မောဟတရာကိုမသိမ့်မဆောင်စေခြင်းကမင်းကြီးအားရှောက်ကြံဟန်ဟုကြံပြီးတော့အရှင်မင်းကြီးဖေဟာဤစွန်ချီသောတာတစ်ကိုချစေနိုင်ခြင်းသည်အနည်းငယ်မျှသာသည် ဤမြလောက်သောအချင်းအရာဖြင့်ပညာရှိဒုက္ခမေမခန့်လောက်သည်ဆင်ញံတော်မူပါအောင်ဖေ။အဲ့ဒီလိုရှောက်တင်ထားလိုက်တော့လေ။ဝိတေဟရမင်းကြီးဟာလဲတေနကအမတ်ကြီးရဲ့ဇကားကိုကြားလဲစိတ်ညစ်ညူးဖြစ်ပြန်၍တပံအမတ်ကြီးထံသို့မဟောတရာတရူသားကိုစုံစမ်းလေအောင်ဟုအကြောင်းကြားလိုက်တော့လေ။